မင်္ဂလာပါရှင် ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဖုတ်ပြင်းမျိုးနယ်မှာစစ်ရင်တန်းကိုကြားပြတ်တိုက်ခိုက်မှုတစ်ချက်တအုပ်သေးဆုံးပြီး358တိုင်ရင်မှာတိုင်ရင်မှုအပဝင် စစ်သား20ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဖုတ်ပြင်းမျိုးနယ်မှာအကြမ်းဖက်စစ်ရင်တန်းကိုကြားပြတ်တိုက်ခိုက်ရာတစ်ချက်တအုပ်သေးဆုံးပြီးတိုင်ရင်မှုအပဝင် စစ်သား20ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကန်လာတိုင်ရင် 203တက်ခွဲမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။မေလာရှိရန်ဤနေ့လည်း2:30မိနစ်ခန့်မှာပုတ်ပြင်းဘက်မှာ ဖင်ဂိုက၅စီကြောက်ကနစီနဲ့လာတဲ့အင်အားတရာခန့်အကျန်းဘတ်စစ်ကောင်စီတပ်သားတွေကလီညာဘတ်ကိုစစ်ကြောင်းတက်လာစဉ်ဗိုဒါချင်းရွာနဲ့ဝါချောင်းချင်းရွာကြားရှိကြောက်ဖြူတောင်ရေကျူချောင်းဒီမှာတော်လိုင်းတပ်ဖွဲ့တွေကအဝေးထိပ်မိုင်းများနဲ့အတင်းဆောင်ဆန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ပြီးရင်နောက်မိနစ်30ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းအကျန်းဘတ်စစ်တပ်ရဲ့အမြောက်တပ်မှတစ်ချက်တည်းဦးတည်ဆောင်ပြီးပုတ်ပြင်း358တိုင်ရင်မှာတိုင်ရင်မှုနဲ့မျက်လုံးထွက်တိုင်ရာရရှိကတိုင်ရာအခြေအနေစိုးရိမ်ရာကြောင်းဒါ ပြင်စစ်သား19ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးရင်နောက်ကျန်းဖတ်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ တနက်တွင်တင်းဆဲရမိတာမျိုးတော့မရှိဘူး။နိုင်ဝဲတွင်ပြစ်ခတ်မှုဖြစ်ပြီးရနေသူတို့ကစစ်ကြောင်းချက်ချင်းပြန်ခောက်သွားတာပါ။မိုင်းသုံးလုံးပေါ်မိုင်းကြီးလက်လုံးမိုင်းနဲ့အရင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးထတ်တူတည်စင်းကတော့မကြရသေးဘူး။လက်ရှိမှာဖုန်းလိုင်းတွေကပြတ်တက်မှုတွေများနေလို့ဒီတိုက်ခုမှုမှာဆိုရင်စစ်ခွေးတွေကကျွန်တော်တို့ကိုရှော့တွတ်မှုနဲ့ပြီးရင်ပြည်သူတွေရဲ့တရင်ပေးခိုင်လုံမှုပြည်သူတွေကကျွန်တော်တို့နဲ့တသွေးတဲ့တသားတဲ့အတူရှိနေကြအောင်လို့ဆိုပြီးထင်းထင်းရှားရှားပြသပေးလိုက်တာပါလို့ကန်လာတန်ရင်နေရာသုံးတက်ခွေးသုံးမှာတာဝန်ရှိသူတောင်ကပြောပါရီ ီအဆိုပါတိုက်ခိုက်မှုကို KNN လေးတန်ရင်203တက်ခွဲ3ကော့တောင်ခိုင်မှတ်တက်တန်ရင်တက်ခွဲနဲ့ Flying Star Force ပုတ်ပြင်းမျိုးနဲ့ပါကပါပုတ်ပြင်းမျိုးနဲ့ပြည်သူ့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖွဲ့မှပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းနဲ့နာပါခစစ်ဌာနချုပ်နဲ့အမ်မြိုတိန်တိုင်ပွဲမှာတာဝန်ထမ်းဆောင်နေခဲ့ကြတဲ့စကိုင်းတိုင်းပါကဖရှေဘော်ရီကိုဂုံမြူပွဲကျင်းပတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရခတ်တက်တော်အီနဲ့တူရခိုင်ပြည်အန်နာပါခစစ်ဌာနချုပ်မြို့သိန်းတိုင်ပွဲမှာပါဝင်ထမ်းဆောင်ခဲ့ကြတဲ့စကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ပါကဖ PDF ရဲဘော်ရီကိုဂုံမြူကျူစုပွဲကျင်းပခဲ့တယ်လို့သိရပါဗျ။တိုင်ပွဲဝင်အောင်ပွဲရရှေဘော်ရီကိုစကိုင်းတိုင်း ဲ့ဘက်ကဖမှာဂုံပြုစုငွေများပြီးရချင်းမြင်ပြီးကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကိုထောက်ပံ့ကြည့်ပြီးရပြီးရဲဘော်များမှာဂုံပြုဥညွန်းအလေးပြုခဲ့တယ်လို့သိရပါတယ်။ရေမပင်ခရိုင်ဘက်ကဖကဒီကနေ့ထုတ်ပြန်ကြမှာဖော်ပြတာပါ။ M တိုက်ပွဲတွင်စကိုင်းတိုင်းရေမပင်ခရိုင်ကတော့ဘက်ကဖရဲဘော်32ဦးပါဝင်တိုက်ခိုက်ခဲ့ပြီးရဲဘော်9ဦးအသက်ပေးလူခဲ့ရပြီးရဲဘော်2ဦးခြေတစ်ပတ်ဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။စကိုင်းတိုင်းဘက်ကဖကတော့တရင်တရင်စာပါဝင်ကူညီတိုက်ခိုက်ပေးပြီးရဲဘော်15ဦးကြာဆုံးခဲ့ရကရဲဘော်90ကျော်ထိခိုက်ဒဏ်ရာရရှိ င်ခဲ့ပါတယ်။အမ်းမျိုးနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခကိုအာရခတက်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့နာပါကဒုတိယတိုင်မူပုံမှုချုပ်တောင်းထွန်းနဲ့တိုင်းစစ်ဦးစီးချုပ်ပုံမှုချုပ်ကြော်ကြော်တန်းတို့ကိုပါအရှင်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ရေမပင်ခရိုင်ပခဖအအနေနဲ့ရခိုင်စစ်မြေပြင်မှာရှဲဝွန်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ပခဖရဲဘော်တွေကိုအထူးလေးစားဂုဏ်ယူပါကြောင်းနဲ့ကြာဆုံးခဲ့ရတဲ့ရဲဘော်တွေကိုမော်ကွန်တီ အလေးနက်ဂွန်ပြူအပ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်စကိုင်းနိုင်ပကဖကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ဖွဲ့စည်းဖြစ်တယ်လို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါရယ်ရှင် အမျိုးသမီးစည်းဝါးရေးမဟာမိတ်အဖွဲ့မှမြန်မာပါဝင်ဖို့စစ်ကောင်ဆောင်စနီဒေါ်ဂျီဂျူလာရှောက်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသမီးစည်းဝါးရေးမဟာမိတ်အဖွဲ့ BRICS မှအဖွဲ့ဝင်ဖြစ်မြန်မာပါဝင်နိုင်ဖို့အလဲကျဥက္ကဋ္ဌတန်ရှောက်ထားပြီဖြစ်ကြောင်းအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းစနီဒေါ်ဂျီဂျူလာကရုရှားခီးစင်မှာပြောပါရတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့စနီဒေါ်ဂျီဂျူလာတို့ကရုရှားနိုင်ငံကိုရောက်ရှိနေပြီးမေလရှိရနေ့က BRICS အဖွဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌတွေ့ဆုံချိန်မှာဒေါ်ဂျီဂျူလာကပြောကြားခဲ့တာပါမြန်မာကလည်း BRICS BICS အဖွဲ့ဝင်ဖြစ်ဖို့အလဲကြောင်ဥက္ကဋ္ဌစီမှာရှောက်ထားပြီဖြစ်တဲ့မိဘဖြစ်ဆန္ဒရှိတာကြောင့် BICS အဖွဲ့ဝင်ဖြစ်ဖို့ကူညီပေးစီလိုတယ်။အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေအနေနဲ့မိခင်နဲ့ကလေးစောင့်ရှောက်ရေးအတင်းတာမကအခြားသောလူမှုရေးအသင်းအဖွဲ့တွေကလည်းဆောင်ရွက်နေကြတယ်။ကမ္ဘာကြီးရမှာလည်းအမျိုးသမီးများကဏ္ဍကိုအတိမတ်ပြုအားပေးရမယ့်အချိန်ရောက်နေပြီလို့ယူဆတယ်လို့ဒေါ်ဂျူဂျူလာက BRICS အဖွဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌကိုပြောကြားခဲ့ပါတယ်။ ် BIC ရဲ့အဖွဲ့ကိုဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကနိုင်ငံတွေမှပါဝင်ဖွဲ့စည်းထားတဲ့ပူးပေါင်းဆောင်ရွက်ရေးဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။အဆိုပါအဖွဲ့ကိုကမ္ဘာနိုင်ငံကြီးနဲ့စီးပွားရေးစင်မြင့်နေမှာအမေရိကန်ပြည်ထောင်စုနဲ့အနောက်နိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုကိုရှင်းပြနိုင်ဖို့ရည်ရွယ်ချက်နဲ့ထူထောင်ထားတာပါ။ ဥက္ကဋ္ဌကမကြခင်မှာပြုလုပ်မယ် BRICS ဖိုရမ်မှာအစိုးရနဲ့စီးပွားရေးနယ်ပယ်ဆောင်ကအမျိုးသမီးတွေပါဝင်မှာဖြစ်တဲ့မြန်မာအနေနဲ့ပညာရေးခီးသွွားလုပ်ငန်းတွေမှာပူးပေါင်းပါဝင်ပါကမြန်မြန်ဆန်ဆန်တိုးတက်နိုင်တဲ့ပညာရေးနယ်စင်းရဲကဏ္ဍတွေမှာ40ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ပြီးသူတို့ရဲ့ခွင့်ရေးကိုပိုမိုရရှိအောင်ဆောင်ရွက်ပြီးသွားဖို့လှုံ့ဆော်နေပါတယ် BRICS အဖွဲ့ဝင်နိုင်ငံတွေမှာလည်းလုပ်ငန်းရှင်အမျိုးသမီးတွေကိုကြိုဆိုလျက်ရှိတယ်လို့ပြောပါတယ် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရှုံခွဲကိုကမ္ဘာနိုင်ငံတွေမှာဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံဘက်မှစိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လို့တဲ့အတွက်မြန်မာနိုင်ငံဘက်မှလည်းကူညီပေးစီလိုကြောင်းပြောကြားခဲ့ပါတယ်။အမျိုးသမီးစွန်ဦးတီထွင်သူများကဏ္ဍမှာတာဝန်များကိုအောင်မြင်စွာထမ်းဆောင်နေတဲ့အမျိုးသမီးများအတွက်ဂုဏ်ယူကြောင်းနဲ့အနာဂတ်မှာလည်းပျော်ရွှင်စွာအဆင်မြင့်တာဝန်များထမ်းဆောင်နိုင်ဖို့ဒေါ်ဂျူဂျူလာကဆုတောင်းပေးထားပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရပြီကာလပထမဆုံးတပ်တမဆက်ဆိုင်ထူထောင်တဲ့နိုင်ငံများမှာရုရှားနိုင်ငံပါဝင်နေတဲ့အတွက်ရုရှားနိုင်ငံနဲ့ကဏ္ဍအရရမှာအခုထက်ပုံမပူပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းဒေါ်ဂျူဂျူလာကပြောကြားဆွေးနွေးခဲ့ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ဤတဝဲမြို့နယ်နဲ့လိုင်းပွင့်မြို့နယ်တို့ရှိစစ်ကောင်စီရဲ့ TK ဖြူဟာစခန်းနဲ့တခေါ် BT စခန်းတို့ကိုသိမ်းပိုင်ရရှိရလို့ KNU ကတရားဝင်ကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ဤတဝဲမြို့နယ်နဲ့လိုင်းပွင့်မြို့နယ်တို့ရှိစစ်ကောင်စီရဲ့ TK ဖြူဟာစခန်းနဲ့တခေါ် BK စခန်းတို့ကိုသိမ်းပိုင်ရရှိထားကြောင်း KNU မျိုးသားစီယုံ KNU ကတရားဝင်ထုတ်ပြန်ပါတယ်။ KNU က1998ခုနှစ်မှာလက်လွတ်ခဲ့ရတဲ့တနင်္သာရီတိုင်းတဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိ TK ဖြူ ဟာစစ်စခန်းကိုမေလ9ရက်နေ့မှာပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်းဒီကီဒေတာက KNU မြိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်တိစားဖို့1984ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီး1985ခုနှစ်မှာစတင်တိစောက်ခဲ့ကြောင်းဒီကီဒေတာမှာခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ယုံများတည်ရှိပြီးဒီထာမှာခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်များမှာတာဝန်ထမ်းဆောင်နေတဲ့ရှုံးဖွဲ့ရင်းရဲ့မိသားစုဝင်များနေထိုင်ခဲ့ကြကြောင်း1998ခုနှစ်မှာမြန်မာစစ်တပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနှစ်ပေါင်း28နှစ်အကြာမှာ KNU က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူမေလ9ရက်နေ့မနက်9:00နာရီချိန်ပွဲမျိုးနဲ့ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခွနဲ့နင်းမြေတွင်ရှိစစ်ကောင်စီရဲ့ခလာရ24အခြေချတပ်ဆွဲထားတဲ့လေးပဓာတီခေါ်တခေါ်ဘီခွီးစစ်ကောင်စီတပ်စခန်းကိုလည်း KNL လေးဦးဆောင်တဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုင်ရရှိခဲ့ကြောင်း KNU ကထုတ်ပြန်ပါတယ်။စခန်းရပြီလေကရင်အလံတင်လိုက်ပြီးစစ်သားတွေကတော့ပြေးစင်းကုန်ပြီးလိုင်ရှင်းနေတဲ့9ရက်နေ့မှာဒရုန်းနဲ့စတိုက်ပြီးသိမ်းတာအခုမနက်သူတို့ထွက်ပြေးကြတာသူက မေလာဒုက္ခတဲ့စကံအနောက်ဖက်ထဲကစကံပေါ်နောက်ထပ်မေလာတို့ဝန်ခါတစ်တို့အရိစာကစာစကံတချို့ကြန့်နေသေးတယ်လို့ကရင်စင်ရေးသတင်းအရင်းမြစ်ကပြောပါရယ်အဆိုပါစကံသိမ်းတိုက်ပွဲကြောင့်ထိုင်းဖက်ကမေတန်ရွာဘက်ကိုကရင်ဒေသကရွာသား300ကျော်စစ်ဆောင်နေထိုင်ကြပြီးထိုင်းစစ်တပ်နဲ့ထိုင်းအာဏာပိုင်များမှနေဆက်ဖြတ်ကျော်ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုထိန်းသိမ်းဖို့နေဆက်တလျှောက်ကင်းပတ်နေကြောင်းသိရပါရယ် KNU တပ်မခုနှစ်နှစ်မြေမှာထိုင်းမြန်မာနေဆက်တလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့စစ်ကန်ဆဲကူတပ်မင်းကြန့်ရှိနေသေးတယ်လို့သတင်းမှဖော်ပြ ြပါရှိပါတယ်ရှင်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်သူကိုစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရင်းစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုတ်ပါဝင်စစ်သားလေးဦးတည်ဆောင်ပြီးတနက်တုံးလက်တင်းစင်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မျိုးနယ်မှာပြည်သူများကိုစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရင်းစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုတ်ပါဝင်စစ်သားလေးဦးတည်ဆောင်ပြီးတနက်တုံးလက်တင်းစင်ရရှိကြောင်း CDSON ပို့ဆက်ကြစစ်ကြောင်းမှရဲဘော်စမကတင်းထဏာကိုပြောပါရယ်။မေလ9ရက်နေ့ပြည်သူများထံမှစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရင်းစခန်း မ်းမှာစစ်သား6ကို CDSOM ပိုးစက်ကြာစစ်ကြောင်းနဲ့မဟာမိတ်တော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနင်္လာကျော်ကြာမြင့်ခဲ့ပြီးစစ်သား3နေရာမှာပဲလဲကြတီးဆုံးခဲ့ကြောင်းကြီထိမှန်သွားတဲ့စစ်ဗိုလ်တအုပ်မှလည်းစစ်စခန်းကိုမရောက်ခင်ထံရနဲ့အထက်မှန်တီးဆုံးသွားခဲ့ကြောင်းကျန်စစ်သား2ဦးမှထံရပြင်းထန်ရရှိကြောင်းသိရပါတယ်။ စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနအိကျော်ကြားတိုက်ပွဲဖြစ်ပါရင်စခါသုံးကောင်နေရာမှာပဲလဲကြတည်ဆုံးပါရင်ချီထီးတဲ့စစ်ဘိုးတော့စကန်းနာမရောက်ခင်တန်ရာနဲ့ထပ်မံတည်ဆုံးပါရင်ကျန်တဲ့စစ်သားနှုတ်လည်းတန်ရာပြင်းထန်ရပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တအုပ်လက်မောင်းကြည်ထီမှန်တန်ရာရပါတယ်မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MAC ရီတနက်သုံးလက်သိမ်းဆည်းရရှိပါတယ်လို့ CDSON ဘိုးဆက်ကြစစ်ကြောင်းမှရဲဘော်စမားကရှင်းပြပါတယ်အစိုးရစစ်စင်ရေးတိုက်ခိုက်မှုကို CDSON ဘိုးဆက်ကြစစ်ကြောင်း MRF စပ်ဖို့စစ်ကြောင်း စကိုင်းခရိုင်တရင်တည်နေမြေကပါကဖားနဲ့ဇာမနီပြောင်ကြားတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရရှင်။